တော်ပြပါဦးဆုံးဒီကျွန်တော် UK ပေါ့နော်တင်နေမယ် UK သူ့ကိုဘာလို့မွေးလဲဆိုတော့ကျွန်တော်ပြမအောင်ဆုံး husky တွေကိုကျွန်တော်အရင်ချက်တယ်အဲ့တော့ခွေးလေးတွေကျွန်တော်မြောက်လဲချက်ပါတယ်အဲ husky ကိုမြင်တဲ့လူတိုင်းကလည်းချက်ကြတယ်ကျွန်တော်က husky မြင်အရင်မနေနိုင်ဘူးအဲ့တော့တရက်တော့ကျွန်တော် husky မွေးမယ်ပေါ့နော်စိတ်ကူးရတယ်အဲကျွန်တော်ရဲ့အဲဇနီးပေါ့နော်ခြေဇနီးအတွက်ကိုကျွန်တော်တရက် surprise လုပ်မယ်ဆိုပြီးတော့မွေးနေ့လက်ဆောင်အဖြစ်သူ့ကိုတသေးလေးကျွန်တော်အမတယောက်စီတောင်းဝယ်ပြီးတော့ကျွန်တော်သူ့ကိုမွေးခဲ့တယ် ဲ့ဒါနေဆိုတော့အတတိလေးရဆက်ပြီးတော့အခုဆိုတော့တစ်နှစ်ခွဲကျော်နေပြီပေါ့နော်အဲကျွန်တော် husky လေးမွေးပြပါတယ်ကျွန်တော်သူ့ကိုမွေးတုန်းက yuki ကိုမွေးတုန်းကဆိုရင်ကျွန်တော်ရှေ့ပြီးသားမှာကျွန်တော်ခြံလေးနဲ့မွေးတယ်အဲရှေ့ပြီးသားမှာဆိုတော့ခြံလေးဝင်းနေလဲဆိုတော့ကျွန်တော်သူကပျော့တယ်ပေါ့နော်အဲမြေကြီးမှာလည်းဆော့တယ်သူပေါ့နော်အဲ husky မွေးရတာကတခုကောင်းတယ်ဟိုဘယ်လိုပြောမလဲလူချိန်နဲ့ husky ရဲ့ရုပ်ကလေကြောက်ဖို့ကောင်းတယ်နောက်တစ်ခုကကြတော့ husky ကတုံတုံဆိုရင် အမဲလိုက်တဲ့သတ္တဝါတွေတည်းမှာပါတယ်ဗောနော်သူကြောင်လို့လို့အဲခွေးလို့လို့သူတို့အမျိုးလေးတွေဟက်စကီးကတောင်တော့တော့လူမကြိုက်ဘူးခင်ဗျဟိုဟက်စကီးကအမဲလိုက်ခြင်းနဲ့နော်တော့သတ္တဝါလေးတွေဆိုရင်လူကြိုက်ဖြတ်ခြင်းနဲ့ပစ္စည်းတွေအရင်ဖြတ်စီးတယ်ဟက်စကီးလေးတွေကအာကျွန်တော်တို့ဟက်စကီး group မှာဆိုရင်ကျွန်တော်အများအမ်းလေ့လာရဲဟက်စကီး group ကညီကိုမောင်နှမတွေကလည်းကျွန်တော်အများအမ်းဒါရှင်းပြပေးတယ်ဟက်စကီးမွေးပုံမင်းကြီးလေးတွေလည်းရှိတယ်ငင်ကဆိုရင်ရန်ကူးဆိုင်ရတယ်သူတို့ကနုတယ် အဲသွေးဝမ်းတွေပါတယ်မဖြစ်အောင်ကျွန်တော်ဆေးတွေပါတယ်ထိုးပေးပုံမှန်လေးကြီးဆိုင်ပေးရရပေါ့နော်အဲအဲ့ဒါမျိုးလေးပါလာတဲ့ husky လေးဆိုရင်တည်သွားတတ်တာများတယ်ကြအဲ husky တွေကတော့တုံတုံတခင်တွေစကားနားမထောင်တတ်ဘူးဘာလို့လဲဆိုတော့ husky တွေကအဲ chicken gun အမြဲရှိတယ်အခုပဲကြည့်ဟိုဘက်လည်နေပြီဟိုသူသူတို့ train တိတ်လုပ်လို့မရဘူးဟိုရှားကလေးတွေလိုမဟုတ်ဘူးပေါ့နော် husky လေးတွေကကြတော့ဟိုသူတို့စိတ်ပါမှသူတို့လုပ်တယ် စိတ်မစိတ်မပါလို့တော့ထိုင်ဟိုးထိုင်နေတာအဲ့တော့ဟို husky မွေးမယ်ဆိုရင်ဟိုသူတို့ training ကလေးခွေးလေးတွေဖြစ်တော့ husky တွေကိုမွေးလို့မရဘူးလို့ကျွန်တော်လည်းကြားဖို့တယ်လေ့လာဖို့တယ်ပေါ့နော်ဟုတ်တယ်ကျွန်တော်ကိုယ်တိုင်လည်းသူ့မွေးတယ်လာဆိုမလာဘူးအဲ့တော့ chicken ကနေဟိုဘက်လှည့်လှည့်နေအဲ့လိုမျိုး husky တွေကတော့ chicken နဲ့စိတ်လေးရှိပါတယ်သူ့ရဲ့မူကျင့်လေးကကျွန်တော်အခု train လုပ်ကြည့်တယ်เนาะကျွန်တော် YouTube မှာကျွန်တော် how to train your husky ပေါ့နော်အဲ့လိုမျိုးကျွန်တော်ရှာပြီးတော့ train ကြီးတော့ camp လို့လာပေါ့နော်စစ်တို့ထိုင်လို့ပါလို့ဆိုရင် train ကြီးတော့ကျွန်တော်အဲ့နှမျိုးပဲကျွန်တော် train နေပဲအနှမျိုးပဲလက်လိုက်လို့တယ်ကျန်တာမလို့တော့ဟုတ်ကျွန်တော်စိတ်မူရင်းဟောဟိုတတိယဆန်တွေကိုချက်တယ်ဟိုတတိယဆန်တွေဆိုတာကလူတွေကျွေးမွေးမှပဲစားတော့ရတယ်နောက်တစ်ခုတတိယဆန်တွေထဲမှာမှခွေးလေးတွေဆိုရင် သခင်တွေလူတွေပေါ့ရမ်းတက်စာရှိတယ်အဲ့တော့ကျွန်တော်ဒီ has gee မမွေးခင်တည်းကရင်တလီယာလေးလည်းမွေးဘူးတယ်ကျွန်တဲ့ခွေးမျိုးစားလေးလည်းမွေးဘူးတယ်ကလမ်းခွေးတွေဆိုလည်းကျွန်တော်မွေးတယ်ငင်းငယ်တွေကကျွန်တော်တို့ခွေးတွေကိုလေ့လာကြည့်တဲ့အခါကျတော့ခွေးလေးတွေကလူတွေပေါ်မှာတက်စာရှိတယ်ကျွန်တော်အမှန်မှန်ရရတခုပဲပြမယ်ကျွန်တော်အဖေသင်္ဘောတက်မယ်မနေ့ဖြစ်လို့သင်္ဘောတက်မယ်ဆိုရင်ကျွန်တော်တို့အိမ်မှာမွေးထားတဲ့ခွေးလေးကဒီနေ့လို့ညမှာပေါ့နော်ကျွန်တော်တို့ရေချိုးခန်းထဲမှာရှိတဲ့အုတ်ကံအမြင့် အခွေးရသေးသေးလေးဘလို့မှခုံတက်လို့မရအောင်အဲ့ဒါကို तू အဲ့ထဲမှာရင်နစ်နေတယ်အကျွန်တော်တို့ဒါနမိတ်လားဘာလို့မသိဘောနော်ခွေးလေးတွေကလူအစားရင်းပေးတယ်ဆိုတဲ့ဟာကိုကျွန်တော်ဒါကကျွန်တော်ကိုယ်တိုင်တွေ့ခဲ့ရတာဘောနော်အဲ့ခွေးလေးဆိုမသေးတော့မသေးပါဘူးဒါပေမဲ့ရင်နစ်ခံပေးလိုက်တယ်ဘောနော်အဖေကမနေ့ပြန်သမောတက်ကမယ်ဒီနေ့လိုနေ့မျိုးမှာခွေးလေးကအာရေထဲမှာကြာသွားတယ်အဲ့ဒါမျိုးတော့ကျွန်တော်ဂျုံဦးပါအဲ့ကြောင့်ကျွန်တော်ခွေးလေးတွေကိုအရင်ချက်တယ်။ဟောကဟက်ကီမွေးဖို့တော့တေချာလေ့လာပါတယ်ဗောနော် လေးလာပြီးကျွန်တော်လေးလာပြီးမှလည်းမွေးတယ် husky ချစ်တဲ့ခြားလူတွေကိုလည်းကျွန်တော်အကြံပေးချင်တယ် husky မွေးမယ်ဆိုရင်အဲတေချာလေးလေးလာပြီးမှ husky group တွေကိုလာပြီးတော့လေးလာပါလေးလာပြီးတော့မှဒီ husky လေးတွေကိုမွေးဖို့ကျွန်တော်အကြံပေးချင်တယ် husky group မှာဆိုလည်းမက်မီသရပီတို့ကောင်းဆောင်တဲ့အဟက်စကီပိုင်ရှင်တွေရှိပါတယ်အက်ဒမင်တွေရှိပါတယ်သူတို့ကိုသူတို့ကအငြင်းအကြံပြုပါတယ်အဲ့တော့ဟက်စကီဂရုကိုလည်းကျွန်တော်ဖိတ်ခေါ်ပါတယ်ဟက်စကီ မွေးတဲ့လူပဲဖြစ်ဖြစ်တိရိစ္ဆာန်လေးတွေမွေးတဲ့လူပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တိရိစ္ဆာန်လေးတွေဆိုတာကလူတွေကျွေးမွေးမှာပဲသူတို့ရေစားတော့ရတယ်တချို့ဆိုရင်မြင်ရစိတ်တော်မကောင်းဘူးပေါ့နော်ကျွန်တော်ကျွန်တော်လည်းတွေ့ရခွေးလေးတွေပဲဖြစ်ဖြစ်တိရိစ္ဆာန်တွေပဲဖြစ်ညှင်ပန်းနေဆက်ရရောက်နေတယ်ဆိုရင်မမွေးဖို့တော့တိုက်တွန်းကြပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဘယ်လို့မှမခံစားနိုင်တော့ဘူးဟိုဒီ husky လေးတွေပဲဖြစ်ဖြစ်ခွေးလေးတွေပဲဖြစ်ဖြစ်ပေါ့နော်မွေးတဲ့အခါကျရင်သူတို့ရဲ့ စစမွေးတဲ့ကနေသူတို့ရဲ့အသက်နေထိုင်တဲ့နောက်ဆုံးချိန်ထိကိုဒေချာလေးမွေးဖို့ကျွန်တော်တိုက်တွန်းနေပါတယ်။ဘာကြောင့်ဆိုတော့သူတို့လေးတဲ့အသက်စာရှိတယ်။သူတို့လေး7နှစ်နေနိုင်နေနိုင်9နှစ်နေနိုင်နေနိုင်တဲ့အထိကိုသခင်နေနဲ့အတူတူချစ်ဖို့ကျွန်တော်တိုက်တွန်းနေတယ်။သခင်မပြောင်းဖို့လည်းတိုက်တွန်းနေပါတယ်။ကျွန်တော်ဆိုရင်သခင်ပြောင်းမိလိုက်တယ်။သူလုံးဝမနေနိုင်ဘူး။အဲကျွန်တော်ကျွန်တော်ကျွန်တော်တို့လင်မယားကိုပဲသခင်ပဲချက်တာပေါ့နော်။ရှားခွေးလင်လည်းသူမနေနိုင်ဘူး။သူကလူကိုပဲ ဟိုသူ့မိသားစုလို့သတ်မှတ်လိုက်တော့ပါကြတော့အဲအဲ့ခက်ခဲလေးတော့ရှိပါတယ်အဲ့တော့အခြားခွေးလေးမွေးမဲ့လူဖြစ်ဖြစ်သတိဆန်နေမွေးမဲ့လူတွေဖြစ်ဖြစ်ကိုကျွန်တော်ကအကြံပေးချင်ပါတယ်အဲကျွန်တော်လိုဟိုအဲနောက်ဆုံးချိန်လေးမွေးပေးသွားကြပါလို့ကျွန်တော်ကအကြံပေးချင်ပါတယ်